အီရတ်တောင်ပေါ်ကအလောင်းတွေကိုဘာကြောင့်မရှင်းလင်းကြရလဲလုံးရဲ့နှစ်ပေါင်း20လုံးမှာ green blue ကအီရတ်တောင်ထိပ်မှာထင်ရှားတဲ့နေရာတစ်ခုဖြစ်နေခဲ့တာပါအဲ့ဒီနေရာမှာထူးခြားတဲ့အထိမ်းအမှတ်တွေရှိနေတာမျိုးကြောင့်မလို့နာမည်ကြီးနေတာမျိုးတော့မဟုတ်ပါဘူးတကယ်တော့အဲ့ဒီ green blue ကတောင်တိုင်နဲ့တည်ဆုံသွားခဲ့တဲ့လူတယောက်ရဲ့အလောင်းဖြစ်ပြီးတော့ရောက်ဘက်ကနေအီရတ်တောင်ကိုတက်ဖို့ကြိုးစားတဲ့လူတိုင်းဒီအလောင်းနားနေပြီးတော့ဖြတ်သွားကြပါတယ်ပြောရမယ့်ဆိုရင်တော့အဲ့လောင်းအီရတ်တောင်ပေါ်မှာနာမည်အကြီးဆုံးအလောင်းတစ်ခုလိုတော့မှာစုံနိုင်ပါတယ် ီလိုက1996မေလမှာမတော်တဆမှုနဲ့တည်ဆုံသွားခဲ့ရတဲ့၈ယောက်ထဲကတယောက်ဖြစ်ပါတယ်။အဲလူတွေမှာကပဲနဲ့အေရတ်တောင်ပေါ်မှာတည်ဆုံသွားတဲ့လူတွေလည်းရှိနေပါတယ်။ကမ္ဘာမြေစုံတောင်ကြီးကတကယ်တော့အလောင်းတွေနဲ့ပြည့်နေနေပြီးတော့ဘယ်သူမှလည်းရှင်းလင်းမှုမကြိုးစားကြပါဘူး။အခုချိန်မှာအေရတ်တောင်တက်သွားပြီဆိုရင်တော့တင့်လောင်းတော်မှာတင်ရပြန်တင်လာနိုင်မှာမဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းမှာလူရီထောင်ချီကအေရတ်တောင်လာတက်ကြပြီးတော့ကမ္ဘာမြေစုံတောင်တက်အတွေ့အကြုံကိုခန်းစားကြည့်ကြဖို့တူးစားကြပါတယ် ။အရွက်တောင်ကပင်လယ်မျက်နှာပြင်ထက်ပင်1900ကျော်မှတည်ရှိနေပြီးတော့အဲ့ဒီမြင့်ကိုတက်နိုင်ခဲ့ကြတဲ့လူတွေမှာ အသက်ရှင်လျက်ပြန်လာနိုင်တဲ့လူမပြောနဲ့။တောင်ကိုခန္ဓာကိုယ်လေးပဲပြန်ရောက်လာဖို့တောင်မှမလွယ်ကူပါဘူး။1986အော်တိုဘာလ2ရက်နေ့မှာဂျာမန်တောင်တက်သမားဟန်နလော့ရှ်မတ်ကအေရက်တောင်ထိပ်ကနေပြီးတော့တောင်ဘက်လမ်းကြောင်းအတိုင်းဆင်းလာခဲ့ပါတယ်။အမြင့်ပေ2200လောက်အရောက်မှာတော့သူမထိုင်ချလိုက်ပြီးတော့သူမရဲ့ဂိုက်ကိုရေတောင်းနဲ့တီးဆုံသွားခဲ့ပါတယ်။ဟန်နလော့ကအေရက်တောင်ပေါ်မှာတီးဆုံသွားခဲ့တဲ့၄ယောက်မြောက်အမျိုးသမီးလည်းဖြစ်ပါတယ်။ သူမရဲ့လောင်းကတောင်ပေါ်မှာနှစ်ပေါင်းများစွာကြောင် ရှိနေခဲ့ပါတယ်။တောင်မက်လန်းကြောင့်နဲ့အေရက်တောင်ကိုတက်ဖို့ကြိုးစားတဲ့သူတိုင်းကသူမရဲ့အလောင်းကိုမြင်နိုင်ကြပါတယ်။သူမရဲ့ခန္ဓာကိုယ်ကထိုင်လျက်နေထားတဲ့အေးခဲလျက်ရှိနေပါတယ်။ရေလုံးလျာပွင့်လျက်နဲ့ကြောပုတ်ကြီးကိုလည်းမိကစပီနီကလည်းလေရဲလွင့်နေရရတကယ်ကိုကြောချမ်းစရာကောင်းမှအသေးစားပါပဲ။အဲအကြောင်းမလို့ဟန်နလောရဲ့အလောင်းကိုဖယ်ရှားဖို့အတွက်လူတွေကကြိုးစားခဲ့ကြတာဖြစ်ပါပါ။ပထမဆုံးနီပေါ်နိုင်ငံကရေးတယောက်ဖြစ်တဲ့ ရိုဂန်ဒရာဘာဟန်တူရာနဲ့သူ့ရဲ့ခိုင်အန်ဒိုရီတို့ကရဲဘက်ဆိုင်ရာစုံစမ်းစစ်ဆေးတစ်ခုအတွက်ဟန်နလော့ရဲ့အလောင်းကိုယူဆောင်မှုအတွက်ကြိုးစားခဲ့ကြပါတယ်။အဒါပေမဲ့လည်းအော်တိုဘာလ24 1984မှာတော့သူတို့နှစ်ယောက်လည်းပဲတည်ဆုံသွားခဲ့ပါတယ်။ဒီလူရီကတကယ်ကိုအတွေ့အကြုံရှိတဲ့တောင်တဲသမားတွေဖြစ်ခဲ့ကြပေမဲ့လည်းဒီတောင်တဲချင်းကခက်ခဲလုံးနေပါတယ်။အနည်း၂၀ကျော်ကြာပြီးတဲ့အခါမှာတော့လေရကြမလို့ဟန်နယ်လော့ရဲ့လောင်းအောင်လည်းမရှိတော့ပါဘူး။ဒီနေ့ထိအေရက်တာမိုတက်ဖို့ကြိုးစားနေတည်ဆုံသွားတဲ့သူက340လောက်ရှိနေပါပြီ ဒါလည်းမတန်းတင်ထားလိုက်တဲ့အရေးအတွက်ပမာဏတစ်ခုသာရှိပါသေးတယ်။တကယ်တော့ဒီတောင်ကြီးပေါ်မှာတည်ဆုံသွားတဲ့အလောင်းတွေကသူတို့တည်ဆုံခဲ့ရတဲ့နေရာမှာပဲမရွေ့ပင်နဲ့ကြံရှိနေခဲ့ကြပါပြီ။တနေ့တနေ့ချင်းစီမှာလည်းတည်ဆုံသူတွေကထပ်ပြီးတော့တိုးတိုးလာနေပါပြီ။တောင်တက်လေးလာမှုရဲ့စတင်ပြီးရဲ့နောက်မှာနှစ်နှစ်တိတိသာတည်ဆုံမှုကင်းစင်ခဲ့ပါပြီ။အဲဒါကလည်းလူနှစ်ယောက်ပဲတောင်ထိပ်ကိုရောက်ခဲ့တဲ့1989ခုနှစ်နဲ့ကွန်ဖစ်ကြောင့်တောင်တက်ခွင့်ကိုပိတ်ပင်လိုက်တဲ့2020ခုနှစ်ပဲဖြစ်ပါတယ်။ ကျန်တဲ့နှစ်တွေတိုင်းမှာတော့တောင်ကြီးဟာတပ်ဖို့ကြိုးစားရသူရဲ့အသက်ကိုယူဆောင်လေးရှိနေသေးပါပဲ။တောင်1996မတိုင်ခင်အထိတောင်တက်သူ၄ယောက်မှာတယောက်ကဒေဆုံးခဲ့ရပြီးတော့1996နောက်ပိုင်းမှာတော့9ယောက်မှာတယောက်ဒေဆုံးခဲ့ရပါတယ်။အစောဆုံးဒေဆုံးမှုရောက်1922ခုနှစ်ကအစပြုပါတယ်။ဒီရီရှာလေးတာစုံစားသူတွေကအီရတ်တောင်တက်ကြရင်လည်း2ယောက်ဒေဆုံးခဲ့ရပါတယ်။အဲဒီကတယောက်ကိုတော့ဘယ်သူမှမသိရပါနဲ့။ကျန်တဲ့တယောက်ကတော့အလက်ဇန်ဒါကဲလစ်လို့ခေါ်တဲ့ဗြိတိရှသိပ္ပံပညာရှင်တယောက်ဖြစ်ပါတယ်။ လူတွေကတယောက်မှအေရက်တောင်ထိပ်ကိုမရောက်ခဲ့ကြပါဘူး။နောက်တစ်နေ့မှလည်းလေးလာစွန်စားမှုတစ်ခုကိုလုံးကြရင်နောက်ထပ်လူ9ယောက်ထိသတ်မှတ်သေးဆုံးခဲ့ပါတယ်။အခုချိန်မှာအေရက်တောင်ပေါ်မှာလူအလောင်းတွေဘယ်လောက်တောင်မှရှိနေမလဲဆိုတာဘယ်သူမှမသိကြပါဘူး။2015ကလေးလာခံမမှုတွေရတော့အီရက်တောင်ပေါ်မှာအလောင်း200ကျော်တော့ရှိနိုင်ပြီလို့ယူဆထားကြပါတယ်။အီရက်တောင်ကတက်ဖို့စူးစမ်းတဲ့သူတိုင်းရဲ့အသက်ကိုနှုတ်ယူဖို့စူးစမ်းမယ်ပုံပါပဲ။အီရက်တောင်ကြောင့်မလို့တေဆုံမှုတွေများပေမဲ့ဒီတောင်ကြီးကတေဆုံနိုင်ခြင်းအမြင့်ဆုံးတော့မဟုတ်ပါဘူး။ ကမ္ဘာမြေစုံတောင်ဖြစ်တာကြောင့်မလို့လူတွေကစိတ်ဝင်စားမှုများပြီးတော့တောင်တက်သူတွေကလည်းအများပြားလာကြပါပြီ။တောင်တက်သူများနဲ့ညီဒေဆုံမှုကလည်းပိုပြီးတော့များလာပဲဖြစ်ပါပြီ။အေရတ်တောင်ပေါ်မှာဒေဆုံစီနိုင်တဲ့အကြောင်းရင်းက၁၀ခုလောက်ရှိပါပြီ။ပထမတစ်ခုတော့နင်းပြိုကျတာဖြစ်ပြီးတော့အဲ့ဒီဖြစ်ရတဲ့ကြောင့်မလို့လူက89ယောက်ဒေဆုံခဲ့ရပါပြီ။ဒုတိယတစ်ခုကတော့ပြိုကျတာဖြစ်ပြီးတော့81ယောက်လောက်ဒေဆုံခဲ့ရပါပြီ။တတိယတစ်ခုကတော့ဖျားနာကျတာဖြစ်ပြီးတော့36ယောက်လောက်ဒေဆုံခဲ့ရပါပြီ။ အဓိကအကြောင်းရင်းကတော့အလောက်အမြင့်ပေမှာလူသားရဲ့ခန္ဓာကိုယ်ကကောင်းကောင်းအလုံးမလုံးနိုင်ပါဘူး။အချိန်ကြာလာနေမြလူသားရဲ့ခန္ဓာကိုယ်ကလိုက်ရောညီထွေမရှိနိုင်တော့ဘဲအောက်ဆီဂျင်မလုံမလောက်မှုတွေဖြစ်လာပါရင်အဲလိုအနေနဲ့တောင်တသမားကြီးရဲ့ကျန်းမာရေးကထိခိုက်မှုဖြစ်လာပြီးတော့အောက်ဆီဂျင်မရောက်ရတဲ့အများကိုယ်ရင်းအင်္ဂါတွေကလည်းကောင်းကောင်းအလုံးမလုံးနိုင်တော့ပါဘူး။အနေပိုင်းမှာဒီဖျားနာမှုတွေကမူးဝေလောက်ုံပဲဖြစ်ပေမဲ့အမြင်ပိုင်းမှာတော့ပြင်းထန်ပါရင်ကြောင်၆ချားဖြစ်တာရင်းနဲ့မီလဲတာမျိုးတွေပါဖြစ်ပြီးတော့သေပါသိနိုင်ပါရဲ့။ အလောင်းမြင့်မှတောင်တက်ရင်လည်းမီလဲပြီးတော့ဘသူမှလည်းလာမကင်းနိုင်ဘူးဆိုတာတကယ်ကိုကြောက်ဖို့ကောင်းပါရဲ့ဒီလိုမျိုးရှိနေပေမဲ့အီရတ်တောင်ကတေဆုံးနိုင်ခြင်းအမြင့်ဆုံးတောင်တော့မဟုတ်သေးပါဘူးတကယ်တော့ကမ္ဘာပေါ်မှာအန်ဒီအများဆုံးတေဆုံးနိုင်ခြင်းအမြင့်ဆုံးတောင်ကတော့ဟီမိုနာတောင်နှန်းကအန်နာပါနာဝမ်းပဲဖြစ်ပါရဲ့ဒီတောင်တော့အန်နာပါနာတောင်လေးရဲ့အမြင့်ဆုံးဖြစ်ပြီးတော့ကမ္ဘာပေါ်မှာဒသမမြောက်အမြင့်ဆုံးတောင်လေးဖြစ်ပါရဲ့ဒီတောင်ကကမ္ဘာပေါ်မှာတေဆုံးနိုင်ခြင်းအမြင့်ဆုံးတောင်ဖြစ်ပြီးတော့တေဆုံးနိုင်ခြင်းကလည်း33ရာခိုင်နှုန်းရှိပါတယ် ။ရဆိုလိုရာကတော့တောင်တက်သမား၃ယောက်တက်သွားမယ်ဆိုရင်၂ယောက်သာတောင်ထိပ်ကိုရောက်နိုင်ပြီးတော့ပြန်ဆင်းလာနိုင်ခြင်းရှိပါတယ်။လိုဒီယာတက်ကြမယ်ဆိုရင်33ယောက်ကလမ်းမာရီမဲ့တေးဆုံသွားနိုင်ခြင်းရှိတာမျိုးပါ။တေဒူကတော့ကဘာဒူရီယာအမြင့်ဆုံးတောင်ဖြစ်ပြီးတော့တေးဆုံနိုင်ကြီးကလည်းဒူရီယာအမြင့်ဆုံးနေရာမှာဖြစ်ပါတယ်။နေဂါဘာဘက်တောင်ကလည်းနဝမမြောက်အမြင့်ဆုံးတောင်ဖြစ်ကတေးဆုံနိုင်ကြီးကတော့တတိယမြောက်အမြင့်ဆုံးတောင်တစ်ခုအနီးထားမှာရှိနေပါတယ်။အနာပါနာဝမ်းမှာတည်ဆုံနိုင်ခြင်းမြင်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ထူးခြားတဲ့တီရှိပုံစံအကြောင်းပါပဲ ဓမ္မမြေဆုံတောင်ဆယ်လုံးထဲကတစ်ခုဖြစ်တဲ့ပြင်အမြင့်ဆုံနေရာမှာ26545ပြည်မြင်းနယ်ဒီတောင်ဟာတက်ဖို့အတွက်အခက်အခဲဆုံးတောင်တစ်ခုဖြစ်ပါသည်တောင်ထိပ်ကိုတက်နိုင်ခဲ့တဲ့တောင်တဲ့သမားတွေရဲ့ပြောဆိုမှုအရာတော့အနာပါနာဝိုင်းရဲ့တချို့နေရာတွေက K2 တောင်နဲ့ Area တောင်ထက်တောင်မှာပိုပြီးတော့တက်ရခက်တယ်လို့ပြောကြပါသည်အနာပါနာဝိုင်းတောင်မှာအတားစီရမ်းများပါသည်ရေခဲတုံးကြီးတွေကြောက်ဆောင်တွေပြီးတော့ခြုံတက်နေတဲ့ကြောက်စုံးတွေနဲ့တက်ရခက်စီရဲ့တိဆောက်မှုတွေရှိနေပါသည် ဒါကြောင့်မေအနာဘာနာဝမ်ကိုတက်ဖို့အတွက်ခြေလန်းနှိုင်းကတည်ခြင်းနဲ့ရှင်ပြိုင်ပြီးတော့ကစားနေရတဲ့ဂိမ်းတစ်ခုလိုပါပဲ။အဲဒါပြင်အနာဘာနာဝမ်မှာယာတီဥရဝရဲ့အရန်ဆိုးသွားပါတယ်။ဘာကြောင့်အီရက်တောင်ဘောကအလောင်းတွေကိုပြန်ပြီးတော့မတင်နိုင်ကြတာလဲ။အဓိကအကြောင်းရင်းကတော့ပြန်တည်ဖို့အတွက်အလောင်းကိုအရင်ရှာဖွေနိုင်ရပါမယ်။တည်ဆုံးမှုအများစုကအနည်းပေ25,900အထက်မှာဖြစ်ခဲ့ပြီးတော့အဲ့ဒီဘောင်တည်ဆုံးခြင်းဇုံလို့လည်းခေါ်ကြပါတယ်။အလောင်းတော်တော်များများကနင်းနေအောင်မှမြုပ်နေပြီးတော့တချို့အလောင်းတွေကကြောက်တွေထဲမှာကြာနေတတ်ပါတယ်။ တောင်တက်နေနဲ့ချော်ကြသွားတာမျိုးရှိနိုင်တယ်လို့သေဆုံးပြီးမှလေကြောင့်မျောပါသွားတာမျိုးလည်းရှိတတ်ပါတယ်။တနင်္လာနေ့မှာ15ရက်တာပိုင်းခြားလေးအတွင်းမှာတော့တောင်တက်သမားတွေကအမြင့်ပေ2600လောက်ထိတက်နိုင်ကြပြီးတော့ပြန်ဆင်းနိုင်ကြပါတယ်။အဲဒီကာလအတွင်းမှာလေငြိမ်သွားရင်အေရတ်တောင်ထိပ်တီတက်နိုင်ဖို့ကလည်းအနည်းငယ်လွယ်ကူသွားစေပါတယ်။ဒီသေဆုံးရင်းဆုံးမှာလေတိုင်တုံးကတနအယူ62မိုင်ကျော်ပါတယ်။အဲဒီတောင်ပေါ်မှာအလောင်းအသေးဖို့အတွက်အလွန်ခက်ခဲစေပါတယ်။နောက်ထပ်ပြဿနာတစ်ခုကတော့ကုန်ကျစရိတ်ပါ။ သေးဆုံးတော့ရအလောင်းတစ်ခုသေးဆောင်မိုးအားဒေါ်လာထောင်ချီပြီးတော့ကုန်ကြစေနိုင်ပါတယ်။လူတော်များများအနေနဲ့ဒီတောင်ပေါ်မှာသေဆုံးတော့ရအမျိုးစုရဲ့အလောင်းကိုပြန်သေးယူဖို့အတွက်မတက်နိုင်ကြပါဘူး။အနည်းငယ်2600ကျော်လောက်ကနေပြီးတော့အလောင်းတစ်ခုကိုပြန်သေးလာဖို့အတွက်လူ12ယောက်လောက်ကိုလိုပါတယ်။တယောက်ချင်းစီအတွက်ကလည်းအောက်ဆီဂျင်အိုးတွေကိုလွှဲမှဖြစ်ပြီးတော့တဦးချင်းစီအတွက်ကလည်းဒေါ်လာ400ကျော်လောက်ကိုကုန်ကြနိုင်ပါတယ်။ဆူရာကတော့အောက်ဆီဂျင်ဘိုးနယ်တွေမှာဒေါ်လာ1000ကျော်ပါပြီ။ တီဆုံးသူရဲ့မိသားစုဟာပတ်စံနေအများကြီးရှိလို့အလောင်းကိုပြန်သေးဖို့အကုန်ကြခံနိုင်နေဆိုရင်တော့မှကုံနီတော်တော်များများကအန်ဒီအများကြီးတည်ဆုံးကြီးဇုံရနိုင်ပြီးတော့တေဆောင်ပေးဖို့ညှင်းဆန်ကြပါတယ်။ဒါပေမဲ့အလောင်းတဲ့ပေးရဲ့အလုပ်ကိုပဲတီးတန့်လောက်ကင်ပေးကြတဲ့လူတချို့တော့ရှိနေပါတယ်။အဲ့လိုမျိုးတေဆောင်ပေးရဲ့အလုပ်တွေက2024ခုနှစ်တုန်းကဆိုရင်ဒေါ်လာ8900နေပြီးတော့7000ကျားတိကိုကြားနေပါတယ်။တကယ်တော့တောင်တက်ကြတဲ့တောင်တက်သမားတိုင်းမှာအာမခံရှိပြီးတော့အဲ့ဒီအာမခံကသူရဲ့အလောင်းကိုပြန်သေးလာဖို့အာမခံဇိိတ်ပါပါဝင်ပါတယ်။ အလောင်းနေရာပေါင်းနေရာကျော်လေးပြီးတော့အမြင့်မှာအလောက်လေးတဲ့အလေးတွေကိုလူတစ်ယောက်ကသေဆောင်မှုဆိုတာမလွယ်ကူပါဘူး။ပေ1600ကျော်မှာနေကန်လူတစ်ယောက်တော်မှာပေါင်း55ပေါင်လောက်သာသေဆောင်နိုင်ပါတယ်။သူတို့အနေပိုင်းမှာသေဆောင်နိုင်တာအထက်30ရာခိုင်နှုန်းတော့သာရှိပါတယ်။တောင်ပေါ်ပိုင်းတွေမှာအေးခဲလုံးတာကြောင့်မလို့တာမန်ပစ္စည်းတစ်ခုရတော့မှာပုံမှန်ထက်ပိုပြီးတော့လေးသွားနိုင်ပါတယ်။ပေါင်း185ပေါင်ပဲရှိတဲ့လူတယောက်ကအေးခဲသွားပြီးတော့တည်ယူရမှာဘေးကနေနေပါတူးထုတ်ရင်းနဲ့ပေါင်300ကျော်သွားနိုင်ပြီးတော့အနည်းဆုံးလူ၈ယောက်လောက်နဲ့တည်ဆောင်ရနိုင်ပါတယ် အလောင်းတွေကိုရွှေ့လို့လည်းမရဘူးမြုပ်ဖို့လည်းမလွယ်ဘူးဆိုရင်မီးရှို့လို့ရောမရနိုင်ဘူးလို့မေးကြရှိပါတယ်အနည်းဆုံးတော့တောင်တဲ့ဂီးမှာအလောင်းတွေကိုမြည်နေရတဲ့ဆိုင်တော့တော်ပါသေးတယ်ကဲမကောင်းတာတောင်ပေါ်မှာလုံလောက်တဲ့ထင်းနဲ့ဓာတ်စီတွေရှိမနေပါဘူးအဲတရင်ကောင်းနေနေကတော့နေဘောအစိုးရကနေပြီးတော့အလောင်းတွေကိုဖြည်းဖြည်းချင်းအေရက်တောင်ပေါ်နေပြီးတော့ဖေရှားနေပါပြီရှင်လေးကံမင်းတွေက2019ရဲ့ကစတင်ကလုံဆောင်လာပြီးတော့အမိုက်ဒေတာမကပဲနဲ့တေဆုံသွားတဲ့တောင်တဲ့သမားတွေကအလောင်းတွေကိုပါရှင်လေးနေကြတာပါတေဆုံသွားတဲ့လူတွေအတွက်အမိုက်ဒီနဲ့အတူတူရှင်လင်းတာက မလေးစားသလိုတက်ရောက်နိုင်နေဆိုပေမဲ့ရွေးချယ်စရာလည်းမရှိတော့ပါဘူး။ကမ်ပိန်းထဲမှာ2019လုံးကအမည်မဖော်နိုင်တဲ့အလောင်း၄ခုပါဝင်ပြီးတော့2024ခုနှစ်မှာတော့၅ခုသာရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အေရတ်တောင်မှာတည်ဆုံးသူတွေကပုံမများလာနေများဒီလောက်ကအဆက်မပြတ်နေဦးမှာပါပဲ။ခက်ခဲမှုတွေကြားထဲမှာပဲရာသီဥတုအခြေအနေကလည်းပိုပြီးတော့ဆိုးဝါးစေပါတယ်။နှင်းနေရေခဲတွေပျော်ကျသွားတဲ့မှာအလောင်းတွေကပိုပိုပြီးတော့ထပ်ပေါ်လာတတ်ပါတယ်။ဒီလောင်းတွေကိုဖယ်ထုတ်ရတာကအလွန်စွန်စားရပါတယ်။ ဒေဇင်သူတွေကလည်းလူသားတွေဖြစ်တာအကြောင်းမလို့သူတို့ကလည်းထိခိုက်နိုင်ပါတယ်အလောင်းတွေပဲမြင်နေရပြီးတော့အမြင်ပိုင်းမှာအချိန်ကြာမြင့်စွာအလုံးလုံးရတာအကြောင်းမလို့ခေါင်းမူရတွေ ONR ဖြစ်တတ်ပါတယ်ဒီကယ်ဆယ်မှုအတွက်အစိုးရနေပြီးတော့ကြားသိငွေအကုန်ခံပေးပါတယ်2024ခုနှစ်မှာတော့စစ်တပ်ကနေပြီးတယ်ဆောင်လာတဲ့အလောင်းတစ်ခုစီအတွက် Ruby 5000ဒါမှမဟုတ်ဒေါ်လာ3900400စီပေးချေခဲ့ပါတယ် အင်းဆုံးသူတို့ကအလောင်းကိုအရင်ရှာကြပါလိ။အင်းတော့အလောင်းအသိမဲ့လူတွေကရေခဲတွေကိုရေခဲခွဲတဲ့ပစိန်ဒါမှမဟုတ်ရင်ရေနွေးပူတွေပါတုံးပြီးတော့ခွဲရပါလိ။ရေခဲပူများလေးပူကြလေးဖြစ်ပါလိ။ဥမာနေနဲ့တောင်းတဲ့သမားတွေတို့ကခန္ဓာကိုယ်ရေခဲတွေမြုပ်နေတဲ့အလောင်းကိုတဲထုတ်ဖို့အတွက်ခက်ခဲတဲ့အခြေအနေကြားထဲမှာ၁၇နာရီလောက်ထိအချိန်ယူရပါလိ။အလောင်းကိုအပြင်ထုံးနိုင်ုံနဲ့မကပဲနဲ့အောက်ကိုတဲနိုင်ဖို့လည်းလိုအပ်ပါလိ။ပုံမှန်ပြအလောင်းကိုပလတ်စတစ်အိတ်နဲ့ပတ်ပြီးတော့ဆွဲချလာကြပါလိ။ အလောင်းကို1.2မိုင်ကအနည်းဆုံးစကန်စီကိုတည်ဖို့တော့မှ24နာရီဇက်တိုက်လိုအပ်ပါတယ်။အဲဒီနောက်မှာတော့အဖွဲ့ကနောက်ထပ်73နာရီကြောင်းလိုအောက်ကနောက်ထပ်စကန်စီကိုတည်လာရပါတယ်။ပုံမှန်အတွင်းတော့အလောင်းတွေကိုကမ္မန်တူစီကိုရဟတ်ရင်နဲ့တည်ဆောင်ကြပြီးတော့ရာသီဥတုမကောင်းရင်တော့ပို့ပြီးတော့ကြာနိုင်ပါတယ်။ရာသီဥတုမကောင်းဆိုရင်တောင်တသမားတွေကနန်ချီစကန်မာတွေမင်း9ရက်လောက်ကြာမြင့်နိုင်ပါတယ်။ပြီးတော့နောက်ဆုံးနေရာစီအလောင်းကိုတည်ဆောင်ပြီးတော့စစ်ဆေးပြီးတော့မြုပ်နိုင်ရပါတယ်။အဲဒီပြင်အလောင်းကိုတည်တဲ့အချိန်မှာလည်းညာဘက်မှာပဲလှုပ်ဆောင်ရပါတယ်။ သူတို့ကပုံမှန်တောင်းတဲ့သမားတွေတောင်းစင်းသမားတွေကနောက်ဆက်မဖြစ်စေဖို့ညာပိုင်းမှာပဲအလုပ်လုပ်ကြပါရီ။ဘာကြောင့်နေရချီပြထားခဲ့ရလောင်းနေကိုရုတ်တရက်ကြီးသဲဆောင်နေကြတာလေ။နေဘောဆိုးရကတော့လိုအပ်လို့ပါလို့ပဲပြောထားပါရီ။ကောင်းမမအလောင်းတွေစုပြုံလာကြမလို့အီရက်တောင်ကြီးကတင်းချိုင်းနဲ့တူလာနေပါပြီ။အဲ့ပြင်တောင်လာတက်ကြတဲ့သူတွေကလည်းအီရက်တောင်ကိုမြင့်မြတ်တဲ့နေရတစ်ခုလိုမျိုးသဘောထားပြီးတက်ကြတာမလို့စုပြုံတွေကအလောင်းတွေနဲ့ဆိုရင်တော့အဲ့လိုခံစားရစီမှာမဟုတ်ပါဘူး။ ။ဧရတ်တောင်ပေါ်မှာလူရင်းမြဲတေဆုံးနေကြရည်ဆိုရင်ဘာကြောင့်တောင်တက်တောင်မတားရလဲ။ပထမဆုံးအနေနဲ့လူရန်အောင်တောင်ပေါ်ပြီးမတက်ပါဘူး။ရင်ဆုံးဂျမ်းမာရေးဆိုင်ရာစစ်ဆေးမှုတွေနဲ့လိုအပ်တဲ့လေးကျင့်မှုတွေလုပ်ကိုလိုရပါတယ်။လူတယောက်ကဂျမ်းမာပြီးတော့တီးတင့်တီးထိုက်တာထက်တည်ရင်တောင်တက်တာသူတို့အတွက်အဆင်ပြေနေရကြောင်းမလို့တားမြစ်ဖို့ကအဆင်မပြေတော့ပါဘူး။ဒါပြင်အီရတ်တောင်ကနေပြီးတော့နီပေါ်နိုင်ငံတို့ကနိုင်ငံသားဝင်ငွေကဒေါ်လာတန်းချီပြီးတော့ရှာပေးနေပါတယ်။နေကန်ဂိုက်တီကလည်းတောင်တက်ခီးစင်ရနေပြီးတော့ဝင်ငွေရရှိနေပါတယ်။ အီရတ်တောင်တက်ခီးစဉ်တစ်ခုတောင်တက်သမားတယောက်အတွက်ဒေါ်လာ9000လောက်ကျသင့်ပါတယ်။အဲ့ဒါအနည်းဆုံးဖြစ်ပြီးတော့အောက်ဆီဂျင်ပမာဏတိုးရာလိုမျိုးအထူးခံစား권နေပါထည့်မယ်ဆိုရင်တော့ကျသင့်ငွေက6500ဒေါ်လာလောက်ကျသင့်နိုင်ပါတယ်။ဒါရောမှဈေးသက်သာတဲ့အမျိုးအစားဖြစ်ပြီးတော့ပို့ပြီးတော့ကုန်ကြစီတဲ့ကုမ္ပဏီလည်းရှိပါတယ်။တောင်မဲတက်ချင်ပြီးတော့လမ်းမရစီရနေပြီးတော့အကူအညီမလိုအပ်ဘူးဆိုရင်တော့မှတောင်တက်ဖို့အတွက်ခွင့်ပြုအမိန့်တီးတန့်ရင်ပဲဒေါ်လာ1000နဲ့မျိုး2000ချားမှရှိပါတယ်။ အဲ့ခွေးမျိုးမရတော့တောင်းဝင်ရောက်ခွေးမယ်ရမှာဖြစ်ပြီးတော့အဲ့နောက်ကတော့ကိုနဲ့သာတက်ဆိုင်ပါတယ်။ဒါရီမကပဲနဲ့တေယူပို့ဆောင်ရေးဇေယိတ်ဒီတောင်းတက်လမ်းမြဇေယိတ်ဒီအောက်ဆီဂျင်အိုးဘိုးကြီးပြီးတော့တဲဘိုးကြီးနဲ့ဆက်သွယ်ရေးကိရိယာဘိုးကြီးပါပေါင်းမယ်ဆိုရင်တော့ဒေါ်လာ2သိန်းလောက်ကိုကုန်ကြမှာပါ။ဒါကောက်ပတ်စံရရဲ့လုပ်ငန်းအောင်ဘသူကမလုပ်ချင်မနေပါမလဲ။2023မှာတော့အေရတ်တောင်ပေါ်မှာဒေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။လူရောက်80ဒေဆုံးခဲ့ပြီးတော့တချို့သတင်းရင်းမြစ်တွေကတော့အယောက်80အထိလို့ပြောကြပါတယ်။ အဘလူဝဲပြပြတေဆုံးမှုကအမြင့်ဆုံးနှစ်ဖြစ်စေခဲ့ပါသည်2023ခုနှစ်မှာတေဆုံးမှုရတာမကပဲနဲ့တောင်တက်သမားတွေကနှင်းကြိုက်တဲ့ပြဿနာမျိုးတွေပိုကြုံလာတဲ့ပြင်တောင်တက်ရင်လည်းအရေးပေါ်ခေါ်လိုက်ရတဲ့အခြေအနေမျိုးတွေဟာပိုများလာပါတယ်အလိုဖြစ်လာတာကတော့ဒီဘော့အစိုးရနေပြီးတော့တောင်တက်ခွင့်ချပေးလိုက်တဲ့ပမာဏပိုပြီးတော့များလာကြောင်းလို့ပြောလို့ရပါတယ်2023မှာနိုင်ငံသားသား488ယောက်ကိုခွင့်ပြုမိန့်ပေးခဲ့ပါတယ်နောက်တဲ့တစ်ခုကတော့ရာသီဥတုပြောင်းလဲမှုပါ ။ကမ္ဘာတခြားနေရာတွေမှာပူလာနေရဆိုပေမဲ့အီရတ်တောင်ပေါ်မှာတော့အေးလာနေပါပြီ။မကြသေးခင်ကပဲနာမည်ကြီးတောင်တဲ့သမားကာမီရီတာကအီရတ်တောင်ကနေပြီးတော့ပြန်ရောက်လာခဲ့ပါပြီ။ဒီလိုကသူ့ရဲ့အကျဉ်30မြောက်အီရတ်တောင်တက်ခီးစဉ်ရနေပြီးတော့ပြန်လာတာဖြစ်ပါပြီ။အီရတ်တောင်ထိပ်ကိုအကျဉ်30ရောက်ဖူးထားတာဖြစ်ပြီးတော့ထပ်သွားဖို့လည်းအစီအစဉ်ရှိနေပါပြီ။ပထမဆုံးချိန်တောင်ထိပ်ကိုရောက်ခဲ့တာက1994ခုနှစ်ကဖြစ်ပြီးတော့အိမ်နောက်ကစပြီးတော့နှစ်တိုင်းအီရတ်တောင်တက်ခဲ့ပါတယ် ကျွင်းချက်နေနေရော2014 2015နဲ့2020မှာကတော့အကြောင်းမျိုးမျိုးကြောင့်မတက်ခဲ့ပါဘူး2024ဂျုံလာမှာတော့ Air တောင်ပေါ်မှာ drone တစ်ခုကနေပြီးတော့ပစ္စည်းပို့တာကိုပထမအဦးဆုံးလုံဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီအောင်မြင်မှုကတောင်နဲ့သမားရီစီကို drone နဲ့ပစ္စည်းပို့ပေးနိုင်ခဲ့တဲ့ပထမဆုံးအခြေအနေဖြစ်ပါတယ်စမ်းသပ်မှုမှာတော့ drone ကအောက်ဆီဂျင်အိုးသုံးနဲ့ပစ္စည်းသုံးပေါင်ကိုအောက်ခြေစကန်နေပြီးတော့နောက်ထပ်စကန်တစ်ခုကိုပို့ဆောင်ပေးနိုင်ခဲ့တာပါအဲ့ဒီနောက်တခြားပစ္စည်းနဲ့စကန်စီကိုပြန်လာနိုင်ခဲ့ပါတယ် ။တကယ်ရဲ့မှာတော့ drone တွေကနေပြီးတော့လူတွေမရောက်နိုင်တဲ့နေရာကအလောင်းတွေကိုတဲဆောင်နိုင်လောက်မှာပါ။ area တောင်မှာကအလောင်းတွေနေလမ်းပေါ်ရှိနေပြီးတော့ကြောက်လန့်စရာဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။လူတွေရဲ့မစင်နေရာတွေတောင်ပေါ်မှာရှိနေပြီးတော့အနံတထောင်းထောင်းနဲ့အေးခဲပြီးတော့ရှိနေတတ်ပါပြီ။ဒါကြောင့်နေကန်အစိုးရကအတော်လေးကိုကောင်းခင်းနေရပါပြီ။စကန်1နဲ့စကန်4ကြားမှာနေမစင်နေရာအများကြီးရှိနေပါပြီ။အမြင်ပိုင်းမှာရှိရကြောင်းမလို့ဒီမစင်တွေကမပြိုကွဲပဲနဲ့နှစ်အတော်ကြောင်ရှိပြီးတော့အနမ်းထွက်နေတတ်ပါသေး ။အဲဒီကိစ္စတွေကိုဖြေရှင်းမှုအတွက်နေကန်အစိုးရကတော့တောင်းတဲ့တမားတွေကိုအထူးမစင်အိတ်လေးတွေကိုဝယ်ခိုင်းထားပြီးတော့ပြန်ရောက်တဲ့အခါမှာအိတ်တွေကိုပြန်ပြီးတော့စစ်ဆေးပါတယ်။ဒါထိန်းချုပ်ဖို့နီလန်ကောင်းလားဆိုရင်တော့မတေးကြသေးပါဘူး။